ဖရန့်ဖန်နဲ့ပွဲစဉ်မှာလီဗာပူးအတုံးပြုတ်သွားတဲ့နဲ့ကစားသမား6ဦးအလုံးမဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဂျုံကန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့လီဗာပူးအသင်းကတော့ချန်ပီယံလိပွဲစဉ်အဖြစ်ဖရန့်ဖပ်အသင်းကိုရင်ဆိုင်သွားဖို့ရှိပါတယ် အရှိမလီဗာပူးကစားဟန်နီကအစီအစဉ်မကြဘူးလို့ထင်စရာတွေဖြစ်နေပြီးတော့ဖရန်ဖတ်နဲ့ပွဲစဉ်မှာတော့လီဗာပူးဟာကစားသမားအပြောင်းအလဲကိုပြုလုပ်သွားတင်နေပါဗျ။ဆလော့အနေနဲ့ညီမျှတဲ့ကစားမှုအစုအဖွဲ့ကိုရရှိဖို့အတွက်ကြိုးပမ်းတင်နေပြီဖြစ်ပါတယ်။ဖရန်ဖတ်အသင်းကနောက်ဆုံး၅ပွဲမှာ18ဂိုးအထိခွင့်ပြုထားရတဲ့အသင်းဖြစ်တာကြောင့်မလို့လီဗာပူးအနေနဲ့ရှုံးပွဲတွေကြားတဲ့ကဒီပွဲစဉ်ကနေရုန်းထွက်ဖို့ကြိုးစားသွားရမှာဖြစ်ပါတယ်။လီဗာပူးရဲ့ပွဲထွက်တဲ့သူတွေကတော့နံပါတ် ော်ဘတ်ဆန်မှာရောဘတ်ဆန်ကလီဗာပူးအသင်းနဲ့နှစ်များစွာချိန်လည်လာပြီးတော့သူ့မှာဥရောပအတွေ့အကြုံတွေလည်းရှိပါတယ်။ပြီးခဲ့တဲ့ပွဲစဉ်မှာဘယ်နောက်ခံနေရာမှာခါကတ်စ်တယောက်ရုံးကန်ခဲ့ရပြီးတော့ရောဘတ်ဆန်ဆိုလို့ရှိရင်တဘာနဲ့ထိန်းသွားနိုင်မှာကြောင့်မလို့ဒီပွဲစဉ်မှာကတော့ရောဘတ်ဆန်ကိုနေရာပေးတင်နေတာဖြစ်ပါတယ်။ရောဘတ်ဆန်ပါလာရင်ဘယ်ချမ်းမှာဂပ်ပူလဲသူ့စိတ်ကြိုက်ကစားဟန်ကိုပုံဖော်သွားလို့ရနိုင်ကြတော့ရှိပါတယ်။နောက်ထပ်တစ်ဦးကတော့ဟျူဂိုအီကီတီကီပဲဖြစ်ပါတယ်။ဖရန့်ဖတ်ကသူ့ရဲ့အသင်းဟောင်းမှာ သူ့အနေနဲ့အတင်းဟောင်းကိုပြန်ပြီးတော့ရင်ဆိုင်တဲ့အခါမှာဒီအတင်းရဲ့ဟန်နီကိုဟျူဂိုတယောက်တရှိနေမှာကြောင့်ပါအလိုလဲဆိုရင်ဟျူဂိုကဖရန့်ဖက်အတင်းနဲ့အတူထိတ်တန်းအဆင့်စွမ်းဆောင်ရည်တွေကိုပြသထားနိုင်ခဲ့တာကြောင့်ပါပဲဒါကြောင့်သူသားပေါ်တက်ခွင့်ရမယ်ဆိုရင်တော့တေချာပေါက်ခြေစွမ်းကောင်းညီကိုပြသအောင်မှာဖြစ်ပါတယ်နောက်တစ်ဦးကတော့ဖရင်ပေါင်ပါပြီးခဲ့တဲ့ပွဲစဉ်မှာဖရင်ပေါင်ကအရန်ခုံထိုင်ခဲ့ရပါတယ်အခုဖရန့်ဖက်ဆိုတာဖရင်ပေါင်ကုစင်မာတော့ကကောင်းကောင်းကြီးရင်ဆိုင်မှုတဲ့အတင်းတင်းဖြစ်ပါတယ် ဖရန်ဖတ်ရဟန်အထူးသဖြင့်ဂျာမန်ကလပ်တရဟန်ကိုဖရင်ပောင်ကယင်းပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဆိုဘိုဘရက်ဒလီဖရင်ပောင်ဆိုတဲ့၃ယောက်မှာဖရင်ပောင်ကပဲညာနောက်ခံနေရအတွက်အသင့်တော်ဆုံးဖြစ်နေတယ်ဆိုတာပါပဲ။ဖရင်ပောင်နီးတို့အသုံးပြုတင်နေတဲ့ကစားသမားတွေကတော့လီဗာပူးစင်ကစားသမားဟာဖလော်ရီယန်ဝစ်ပဲဖြစ်ပါတယ်။ဝစ်ကဆိုလို့ရှိရင်ဂျာမန်ပြည်မှာအကောင်းဆုံးကစားသမားဖြစ်ခဲ့တာပါ။ အခုလည်းပဲသူအနာယူနေကြအတင်းဖြစ်တဲ့ Frankfurt နဲ့တွေ့ဆုံတဲ့နေရာမှာ Vase ကိုမှမတုံးရင်ဘယ်သူ့ကိုတုံးမှာလဲဆိုတာကတော့မေးစရာပါပဲပြီးခဲ့တဲ့ Man U နဲ့ပွဲစဉ်မှာကလည်း Vase ကအရန်ကုန်မှာထိုင်နေခဲ့ရတာပါ Frankfurt နဲ့ပွဲစဉ်မှာသာ Vase ကိုအရန်ကုန်မှာထပ်ပြီးတော့မှထားမယ်ဆိုရင်တော့ဒါကယူမိုက်စရာကောင်းတယ်လို့ပဲမြင်မိပါတယ်တစ်တလုံးမှာ Vase ကဂိုးတွေဖန်တီးမှုတွေကိုမပြုတ်လုပ်နိုင်သေးပေမဲ့ Liverpool အတွက်အရေးပါတဲ့ကဏ္ဍကနေအသုံးတော်ခံနေတာပါ ဝိစ်အနေနဲ့ခြေစွာဖို့အတွဲဖက်ကောင်းမဲ့တောင်မန်ကစားသမားကောင်းတဦးလိုအပ်ပါတယ်။ဆိုတော့၅ရောက်မြောက်ကစားသမားကတော့တောင်မန်နေရာမှာထည့်သုံးရမယ့်ခီစာပဲဖြစ်ပါတယ်။ခီစာရဲ့ကစားဟန်ကပြော့တယ်ထားပါအောင်တော့ဂျာမန်ကလပ်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာအသုံးတင်ဆုံးပါပဲ။အထူးသဖြင့်က အခုလိုမျိုး မိုးဆာလာခြေစွမ်းထိုးကျနေတဲ့အချိန်မှာဂိုးလက်ရှိတဲ့ခီစာကိုနေရာအပေးတင်ဆုံးပါပဲ။၆ရောက်မြောက်ကစားသမားကတော့ကိုယ်လည်းလူကာတစ်ဂျုံပဲဖြစ်ပါတယ်။ ဘောလုံးအရန်ကင်နေအမားတချို့တလေးရှိတယ်ဆိုပေမဲ့လို့လဲသွားကျင်တဲ့ကစားကွက်အတိုင်းအသုံးတော်ခံနိုင်တာကတော့ကာတီစတုန်းရဲ့အားသာချက်တွေပါပဲသူ့ရဲ့ခြေစွမ်းကိုတော့ဒေးထက်တိုးတက်အောင်လို့ညှစ်ထုတ်ယူသင့်ပါတယ်ဆိုတော့ဖရန့်ဖတ်လိုအသင်းမျိုးနဲ့တွေ့ဆုံချိန်မှာကာတီစတုန်းကိုညေဆန်းခရမ်းပြိုးတင်နေတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်